ူလိုက်ဆိုင်ကိုကြည့်ရှုနေကြတော့ပြည်တွင်းပြည်ပရာရှင်လူပြည်သူအလုံးတောကခတ်တဲ့ကင်းငင်းကြ၍ကြားမှချမ်းသာလူရာဆာနာပြည်ကြပါစေယခုခါမှာရာသီဆက်ဝန်းတို့ရွှေပြောင်းလာတာ2025ခုနိုဝင်ဘာလ20နဲ့26ကြာရောက်ရှိလာပါပြီအခုလိုရောက်ရှိလာတဲ့နိုဝင်ဘာ20နဲ့26ကြာမှာ ဖြစ်ပေါ်လာမဲ့ရာသီဆောင်ဝင်တို့ကကြမာအစုအကောင်ရှောင်းရဆောင်းရများ72ရာသီဘွားတို့ရဲ့ကံတရားများဟောပြပေးမှာဖြစ်ပါတယ်ဒီမကာရရာသီဘွားမကာရရာသီဘွားဆိုတာဒီဇင်ဘာ22နဲ့ဇန်နဝါရီ20ကြားမှာခရီးများလိမ့်မယ်စိတ်ပင်မလူပင်မလိမ့်မယ်အိမ်ပြောင်းနေရာပြောင်းအလုပ်ပြောင်းနေပေါ်မယ် တစ်ဖက်မှာလည်းပျော်ရွှင်စရာကြားမှချမ်းသာအလှူဒါနတွေနဲ့တစ်ဖက်မှာလည်းပဲချိုးရည်စရာတွေမိကြီးဖာကြီးအကူကြီးအမကြီးအတွက်ပူရတာတွေအရာဓုတို့အလုတ်တို့ရှိသလိုအထက်လူအောက်လူတွေယူသွေးမှာအလှူဒါနတွေပြုရမှာကြောင်းမြေရနာတွေဝင်မှာကြောင်းမြေရနာလုပ်ငန်းရှင်များအမှုပညာလုပ်ငန်းရှင်များစီးပွားရေးသမားများတူတက်ကောင်းမွန်ပြီးတော့ပြည်တွင်းပြည်ပခီးတွေတော့ရပါလိမ့်မယ်အလှူမင်္ဂလာတွေလည်းလုပ်ရပါလိမ့်မယ် ဝိဇ္ဇာမဲ့အယောင်တရားတော့မင်္ဂလာရှိသောအယောင်များဖြစ်တဲ့ပန်းရောင်အဖြူရောင်ကြီးပြားရောင်အဝါနုအယောင်နှမျိုးသုံးမျိုးရောတာရွှေရောင်ငွေရောင်နောက်လက်မစိန်ကိုမြချယ်မြအိုစိတ်ထဲအဲလိုလက်စုမျိုးတွေဝိ9ခွန်6ပတ်လက်ထီထီထိုးဝိဇ္ဇာသနာတမနာဝိဇ္ဇာသနာတမနာပရိကုပစိတ်အိမ်မှာဓမ္မပူဇာတွေဖုံးလောင်းအောင်လုပ် ကိုယ့်ရဲ့လုပ်ငန်းဝင်တွေကုမ္ပဏီတွေမှာတတ်တတ်ရရလာလာပါပါမိုးမွေးကြိုင်ကြိုင်ထားအဲဒါဆိုမကာရာယာစီဘွားမိသားစုတွေကြားမှာချမ်းသာပျော်ရွှင်ကံကောင်းပါလိမ့်မယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေ thank you